အားလုံးပဲမင်္ဂလာပါ Flander Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တရုတ်ဖြောပြေးလောကရေးထိတန်းကျက်ပွင့်ဖြစ်တဲ့ယူမန်လွန်ရဲ့ရုတ်တရက်တိုက်စုံမှုဟာရုပ်ရုပ်ရှင်သတင်းတစ်ခုမဟုတ်ခဲ့ပါဘူးဒါသူရဲ့လက်ပါနဲ့ဘွားနောက်ကွယ်ကနေပေါင်းများစွာကြာမြင့်ခဲ့တဲ့ညံပန်းနေဆက်မှုအနာပိုင်းတွေရဲ့စောင့်ကြည့်ထိန်းချုပ်မှုနဲ့တနေ့ကြာစီစဉ်တာတဲ့သက်သေဖြည့်စည်ရေးစီစဉ်တွေကိုဥတည်သွားတဲ့အခါတစ်ချက်ဖြစ်ခဲ့ပါတယ်သူရဲ့ယုံလောင်းကိုတော့လိုအပ်မိတိကျဖို့ကြိုးပမ်းနေတယ်ဆိုတဲ့စွပ်စွဲချက်တွေထွက်လာချိန်မှာဤရှုပ်တော်ပေါ်ကဖြောပြေးကုမ္ပဏီတစ်ခုရဲ့ ြဿနာမဟုတ်ပဲနိုင်ငံရေးထိတ်တန့်အထိရိုက်ကက်နေတဲ့ကြီးမားတဲ့အာဏာစစ်ပွဲရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ဘယ်သူကပါကိုဖုံးကွယ်ဖို့ကြိုးစားနေတာလဲ။ဂျူမန်လုံရဲ့သွေးစွန်ဒရမာဟာရုပ်နိုင်ငံရဲ့ခေါင်းဆောင်မှုပြောင်းလဲကိုတကယ်ပဲတွန်းပို့နိုင်မှာလားဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ပါ။အမေဂျိုမင်းသားယူမန်လုံရဲ့တည်ဆုံးမှုဟာနုပညာလောကရဲ့မျက်နှာဖုံးနောက်ကွယ်မှာပုံကွယ်နေတဲ့ ။အမောင်နေတဲ့မန်တရားတွေကိုဖော်တော့ပြလိုက်တဲ့ဘုံတလုံးလို့ပါပဲ။ပထမတော့ရိုးရိုးမတော်စားမူလို့တင်ရပါမယ်။နေကလေးလိုက်ကြည်လိုက်တဲ့အခါသူ့ရဲ့ဘွားတစ်ခုလုံးဟာအနာယူတွေရဲ့ချုပ်ကန်မှုအောင်မှာအစိမ့်စိမ့်ပုံမှာဖြစ်ခဲ့ရတဲ့ဆိုတာပေါ်လင်လာပါတယ်။ပရိတ်သတ်တွေနဲ့လောဘကံပတ်တွေရဲ့ဖွင့်ရဝင်ခံချက်တွေရာဂျူမန်လုံးဟာကလာရှိစွာရုပ်ပိုင်းနဲ့ထိပ်ပိုင်းဆိုင်ရာညင်ပတ်နှစ်ချက်မှုတွေကိုခံခဲ့ရပါတယ်။ဒါကဘလောက်တော့ကြောက်စရာကောင်းလဲဆိုရင်သူဟာရုပ်ရှင်ရိုက်ကူးနေရင်အလဲကနေဆွဲထုတ်ခံရပြီးရိုင်းနဲ့ခံရတာတွေမကြာခဏရှိခဲ့ပါတယ်။ သူရဲ့မိကက်ဆီယာမကိုတိုင်ကတော့တခါတလေသူဟာအယန္နာကျင်လုံးလို့အဲ့ရကားတော့မထားနိုင်ဘူးလို့ပြောပြခဲ့တာကြောင့်တဲပွင့်တို့ရဲ့ဘွားကဘလောက်ထိတနာစရာကောင်းလဲဆိုတာကိုမြင်တွေ့နိုင်ပါတယ်။အွန်လိုင်းမှာပြန်နေခဲ့တဲ့ဗီဒီယိုတွေမှာသူရဲ့မျက်လုံးတွေဖူးရောက်နေတာ။ကောင်းရဲ့ဘေးနှဖက်မှာသပင်တွေတီးစွာပါသွားတာတွေကိုတွေ့ရတဲ့အခါသူ့ကိုသပင်ဆဲပြီးရဲရဲဆက်ဆက်ရိုင်းနှက်ခဲ့တယ်လို့အများစုကကြောက်ချက်ချခဲ့ကြပါတယ်။ဒါအပြင်ရက်ကွင်းနောက်ကွက်ကမှတ်တမ်းတစ်ခုမှာ သူဖုန်းကိုကြည့်လိုက်တဲ့အချိန်မျက်နှာဟာချက်ချင်းတင်းမှမောင်မိုက်သွားပြီးဖုန်းကွက်ထားတဲ့ဒေါ်သတွေသူမျက်လုံးထဲမှာအယောင်လက်သွားတာဟာပြားပေးမှုရဲ့တက်တည်တစ်ခုပါပဲသူရဲ့တည်ဆုံမှုဖြစ်ွားတဲ့ညမှာရဲကားတွေရောက်လာတဲ့အချိန်တုန်းကသူရဲ့တိုက်ခန်းအောင်မှာအပြူအောင်ချိန်ညှို့ထားတဲ့လူအုပ်စုတစ်စုဟာစောင့်ကြည့်နေကြပါတယ်သူတို့ရဲ့အမူအရာနဲ့ပုံမှန်တရံရ CCB ရဲ့လိုအပ်လုံခြုံရေးအဖွဲ့နဲ့တူညီနေတာကြောင့်ဒီမှလုံးဝဒီဖြစ်ဆိုမဖြစ်ခင်ကတည်းကဒီနေ့ကျစောင့်ကြည့်ထိန်းချုပ်ခံရနိုင်တယ်လို့အခိုင်အမာယူဆခဲ့ကြပါတယ်အားလုံးတည်းဆိုရတာကတော့ သူ့ရဲ့ manager company ဟာသူတည်ဆုံးပြီးခြင်းမှာပဲသူ့ရဲ့အသုံးပြုရတဲ့ဝတ်စားတွေကိုနိုင်ငံခြား platform ပေါ်မှာရှက်မရှိအောင်ချခဲ့တာပါသူတို့ဟာလူပညာရှင်ကိုအသုံးချပြီးအောင်းမုံဖျက်ရမယ်ကွန်ပျူတာတစ်ခုလိုသာမြင်ခဲ့ကြတာထင်ရှားပါတယ်နိုင်ငံတကာနှက်ဆရာမှာတိုင်ဝီလီယန်ရဲ့ထုတ်ပေါ်ပြောကြားချက်တွေဟာဒီကိစ္စကိုပို့ပြီးတော့တည်ထည့်ရင်ဖို့ဖြစ်စေခဲ့ပါတယ်သူမရဲ့ခံမှန်းချက်တွေကဒီမူဟာလူပညာလောကကိုကျော်လွန်ပြီးနိုင်ငံရေးထိပ်ပိုင်းအထိရိုက်ခတ်နိုင်တယ်လို့ဆိုခဲ့ပါတယ်ဂျူမန်လွန်ရဲ့ကိစ္စကြောင့်တိုင်ယူကုမ္ပဏီဟာ မကြခင်မှာပဲတရားစွဲဆိုခံရပြီးလုံအောင်ပိတ်သိမ်းရတော့မယ်လို့တိုင်ဝင်လျာကဟောကိန်းထုတ်ခဲ့ပါတယ်။အရေးကြီးဆုံးကတော့ပြည်ခန့်တွေဟာတက်တေထောက်တာအစ်မှန်ဖြစ်တယ်။ဒီမှာလို့ရေရုံလောင်းကိုဖျက်ဆီးဖို့စီစဉ်နေတယ်ဆိုလဲဆွေးနွေးကြရပါပဲ။ခွန်ကိုရှိတဲ့က Bio App Museum မှာသူရဲ့ရုံလောင်းကိုမြည်ကြိုဖို့ကြိုးပမ်းနေတယ်လို့သူမကတရီပေးခဲ့ပါတယ်။ Bakery Hotel ဥက္ကဋ္ဌဟာအရေးကြီးတဲ့တက်တေတွေယူပြီးဖျက်ပြေးခဲ့ပြီးလို့တည်င်းတွေထွက်ပေါ်နေချိန်မှာ ဟိုတယ်ကလည်းသူ့ရဲ့ကာပကင်1500ကိုဖျက်ဆီးပြီးအတွင်မိုင်းပြပြင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဒဲလွန်ဇားတွေကိုဖျောက်ဖျက်ဖို့လှုပ်ဆောင်နေတယ်လို့တန်တရားရှိခဲ့ကြပါတယ်။ဒိုင်ဝီလီယံကအာနာရှိပုဂ္ဂိုလ်ကြီးများစွာဟာယာတုမထုတ်ပယ်ခံရ၊ထောင်ကြားခံရဒါမှမဟုတ်ရောက်ွက်သွားမယ်လို့ပြောကြပါတယ်။နိုင်ငံရေးသမားတဦးဟာ CCP ကိုတိစဖောက်ပြီးချက်လက်တွေဖွင့်ချမယ်လို့လည်းဆိုခဲ့ပါတယ်။ဒီလိုတွေကပိုလစ်ဘူရိုဖွဲ့ဝင်နဲ့ဝန်ကြီးချုပ်ဟောင်းတို့ရဲ့မိသားစုဝင်တွေဖြစ်နိုင်တယ်လို့လည်းကောလာဟာလာတွေထွက်ပေါ်ခဲ့ပါတယ်။ နက်ဆီယာမာကတရုတ်သမ္မတရဲ့နေအိမ်ပတ်လည်မှာကြီးကန်းအုပ်ကြီးစုနေတာကိုအိမ်မက်မက်ခဲ့ပြီးပေကျင်းမှာတကူဖြစ်နေပြီလို့သတိပေးခဲ့ပါတယ်အဲ့ကြကပဲ CCB ဘိုကော်မတီရဲ့သတို့တမ်းမြောက်အစည်းအဝေးဟာတမိုင်းမှမရှိဘူးလို့သိသိငြိမ်သက်နေခဲ့ရပါတယ်။နီလာကန်ကိုတပ်ပုံဗီဒီယိုတခုမှထုတ်လွှင့်ခြင်းမရှိဘဲနိုင်ငံပိုင်မီဒီယာကြီးတွေဟာချီချင်းပြင်ရဲ့အစီရင်ခံစာကိုစလုံးကြီးနည်းနည်းလေးနဲ့ပဲသူချုပ်ဖော်ပြခဲ့ရပါတယ်။ဒီလိုအတန်တိတ်နေတာပြည်တွင်းပဏိပခါတွေပြင်းထန်လွန်းလို့အပြစ်မထွက်သေးတာဒါမှမဟုတ်တရင်ချက်လက်ကိုရည်ရွယ်ချက်ရှိထိန်းချုပ်ထားတာဖြစ်နိုင်တယ်လို့သုံးသပ်ကြရပါတယ်။ နိုင်ငံပိုင်မီဒီယာတွေကချီးကျင်းဖြစ်ကိုချင်းမွနေချိန်မှာတရုတ်ရဲ့အဓိကစီးပွားရေးပေါ်တကြီးလေးခုကတော့သူ့နမည်ကိုရှောင်ရှားနေတာအနာချိန်ခွင်ရှာတုံလုံးနေတယ်ဆိုတာကိုပြသနေပါတယ်။ဂျူမန်လိုရဲ့ကိစ္စကအနာပိုင်တွေရဲ့ပုံကွက်မှုဘလောက်အကောင်းနေဆိုတာကိုပြသဖို့အတွက်2022ခုနှစ်ကြံရှမ်းဘာဘီကျူးဆိုင်ကြံဖတ်မှုကိုပြန်လည်ဖော်ပြခဲ့ပါတယ်။အေးမှုဟာရိုးရိုးကြံဖတ်မှုမဟုတ်ဘဲစာပါသွေးပန့်ရှင်မျိုးသမီးတို့ကိုနှလုံးနဲ့သွေးထုတ်ယူဖို့စီစဉ်ထားတဲ့လုံခြုံမှုဖြစ်နိုင်တယ်လို့စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။ မြို့သမီးလေးဦးနဲ့၃ဦးတပြက်ခံရပြီးပြစ်မှတ်ထားခံရသူကိုဆေးရုံကိုခေါ်ဆောင်ပြီး1500မီလီမီတာနဲ့နှလုံးကိုဖယ်ရှားခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုခဲ့ပါတယ်။တာကောက်နေရမိသားစုတွေကိုစိတ်ကြမ်းမအေးဌာနမှထိန်းသိမ်းထားပြီးရခိုင်စစ်တွေကိုလွတ်စေကစားထိုးလူတွေကိုပဲထောင်ချခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ပေကျင်ကစက်ပြတ်ပပူးရုပ်ဟာတန်ရှာမှာကြောင်ရင်ကူညီခဲ့တဲ့နောက်ပိုင်းမှာတည်ဆုံသွားတယ်လို့သတင်းထွက်ခဲ့တဲ့ချစ်သူဇုံလွဲလေးကိုမှတ်ရစေဖို့ဖန်တီးခဲ့တာလို့ယူဆခဲ့ကြပါတယ်။ဒီမှလုံကိစ္စဟာကဘာပေါ်ကအမောင်တူနဲ့လင်းအောင်ကြာကတိုက်ပွဲရဲ့နောက်ဆုံးအလှည့်ပြောင်းအောင်ပါပဲ။ နက်ဆီယမ်မာတိုင်ဝီလီယန်ကဘိုးဘေးတွေတောင်သူတို့နဲ့မပတ်သက်ချင်တော့တဲ့နဆိုးတွေနဲ့စာကြုတ်ချုပ်ထားတဲ့လူတွေဟာဘုရားသခင်ရဲ့အကောက်ွယ်မဲ့သွားပြီဖြစ်လို့မလဲမသိပျက်စီးရတော့မယ်လို့ပြောခဲ့ပါတယ်။ဒီခုချိန်မှာလူတိုင်းဟာကိုကျင့်တရားနဲ့အုတ်တပတ်စိတ်ပေါ်အခြေခံပြီးကိုယ့်ရဲ့နာဂတ်အတွက်ယူချက်မှုပြုလို့ရအောင်ပါပါ။ဂျူမန်လိုရဲ့ရုပ်လောင်းကိုချိန်မီကာွယ်ပြီးဖုံးဝဲထားတဲ့မှန်တရားတွေကိုဖော်ထုတ်နိုင်ဖို့သာညှော်လင့်ရတော့မှာဖြစ်ပါတယ်။ကောင်းကင်ရဲ့တရားဥပဒေဟာဘုသူ့ကောင်မတကောင်မဆန်ပဲတရားမျှတမှုပေးလိမ့်မယ်လို့ယုံကြည်ရပါတယ် ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အတွေ့အမြင်တွေကိုလည်း comment မှာမှတ်ခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေတူပြန်လာခဲ့ပါမယ်။